မင်္ဂလာပါဒီနေ့နိုဝင်ဘာလ6ရက်နေ့ BBN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကပလီပလင်ပြင်တောင်ပိုင်းနဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနေပြီးကပလီပလင်ပြင်မြောက်ပိုင်းနဲ့ကြံမင်္ဂလာပင်လယ်အော်တို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ်ဒီနေ့မနေ့9ရက်ခွဲချိန်တိုင်းထွာကြံများအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းခက်မေဂီဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့အရှိအရှိတောင်ဘက်ရေပိုင်နဲ့ 330မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုတ်နေပါတယ်အဆိုပါတိုင်ဖုန်မုန်တိုင်းခန့်မေဂီဟာနောက်ဖက်သို့ရွေလျားနိုင်ပြီးယနေ့ညနေပိုင်းမှာဘီယန်နာနိုင်ငံကမ်းခြေကိုဒါနန်းမြို့ရဲ့တောင်ဘက်မှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ထိုမှတဆင့်အနောက်အနောက်မြောက်ဖက်သို့ရွေလျားနိုင်ပြီးနောက်24နာရီအတွင်းဘီယန်နာနိုင်ငံလာအိုနိုင်ငံနယ်စပ်တို့ကိုအကောင်သောအပူပိုင်းမုန်တိုင်းခန့်မေဂီအဖြစ်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ခံမှန်းရပါတယ်။မကွေးတိုင်းရခိုင်ပြည်နယ်တို့မှာနေရွက်ကြားမိုးရွာနိုင်ပြီးမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရာဝတီတိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရွက်ကြဲကြဲနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရွက်စိတ်စိတ်ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရွက်နံများမိုးထစ်ချုံရွာပါမယ်။ရွာရရနှုံးပြေဖြစ်ပါတယ်။မြမကန်ရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါတယ်။ ိုးတလေပြင်းကြစဉ်ရေပြင်းမြေပြင်းလျာတနါရီ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြမကန်ဝရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေကန်းအထိရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်မှာဒရင်လိုက်တိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာနှံပြမိုးထစ်ချုံရွာပါမယ်။ဒီနေ့နိုဝင်ဘာလ6ရက် VPN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ